်အဲဟာကမဟာကမနေလည်းနေလည်းကမြမဒီခုနေနေခါနဲ့စောင်းမဲ့မင်္ဂလာဆောင်ရဲ့ဖိတ်ဆောင် level ကိုလေဟာဒီဇိုင်နာနိုင်ဝင်စေဆိုတာတက်ချောက်ပဲတော့မာလေးမြို့မယူချင်တော့အာရေရေကျူပေါ်ရောဒီကရင်ပြည်နယ်မှာချက်ချက်ထောက်စားလို့ရှိရင်နှစ်ချောင်းစားရတယ်။ကရင်မှာကရင်ယူစားရချက်ချက်ထောက်စားရနှစ်ချောင်းစားရတယ်။ဆန်းလား။ဒီပါလဲ။ ဂျိုးမြင့်နဲ့ပါချက်ချက်တော့နဲ့စားနေတဲ့သူတွေဘယ်လိုများစားလဲမသိဘူးဟော Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ရှာရှာရည်ရဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျော်နေတူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်မေပြောတဲမလေးမောင်ဆိုင်ဆိုနေရလားဟုတ်တယ်လိမ့်ပါအတလုံးမေမေ

ငူပြီးတော့ပြောနေတာလေချစ်စရာလေနော် ကြည်အောင်မနှင်းတော်လိုက်တာလားဘာနဲ့ဒီပလဲလုံးကဘယ်နှလုံးထိုးတာဟမ်ဒီလေဘင်းကပလဲလုံးကဘယ်နှလုံးထိုးထားတာလဲဟဲ့လို့လေစီကွေထိုးတဲ့နေ့ကဒီမှာပလဲလုံးကဘယ်နှလုံးထိုးထားတာတော့နဲ့လာကြည့်ရောကတိကတ်တက်မေးတာနော်အဲ့ဆိုလေ၁၀၀လောက်ပဲထားပြီ၂၀ဘုံနဲ့၂၀ကိုဖြုတ်ပြီဟာအဲ့ဒါလည်း၂၀ဟာ စိမ်တရက်တွေဝဲမှလည်းဆိုတာစိတ်မပြေဘူးပေါ်တော့လုံးလုံးနဲ့စင်ဆိုတိတ်ပြီးတော့မတိတာပါဘူးခွေဒါလေးမှအာမမလို့လေအဲဒါမျိုးဖြုတ်ဆိုဖြုတ်လိုက်ပါဟာဟိုကလုပ်ပြပါမယ်အဲ့ဒါရှင်နေတာဒါနဲ့ဒါကြီးကဘာလို့အထွက်ထွက်ကြီးဖြစ်ဟာလုံးပြန်ပြီဟုတ်ဟုတ်ပြီဟုတ်ပြီထားလိုက်တော့နည်းနည်းဒီဖောက်လေ 1လီတာလောက်တို့ပဲဟာအဲ့ဒါလောကမှာ1လီတာဆိုတာရှိဘူး1စင်တီမီတာတလက်မှာတော့ရှိတယ်ဟောဘယ်လိုလုပ်ပြရမလဲအေးဟုတ်တယ်ဟုတ်တယ်အဲ့1စင်တီမီတာ1စင်တီမီတာလောက်ကြီးနိုးရီကချုံသွားမှာပေါ့1စင်တီမီတာ1စင်တီမီတာလောက်ကြီးနိုးရီကချုံသွားမှာပေါ့ချုံနေပြီလေဒီဇိုင်းနာချောတယ်နေပါဦးနေပါဦးမသေးခွဲလို့ဒီဇိုင်းနာဆရာလား तू ਆ ဆရာလားယင်ကျွန်တော်ကောင်းကောင်းမသေးခွဲလို့ပါဘာစီဒီဒါနာမီနိုရီချုံသွားမှာပေါ့

đau bao chốc cả đấy rồi quan quân chốc này đến này em mà lê ngà đó công ty đi đặt phê dưới tôi dạ công ty đổi đấy lâu một xa trên rồi lâu một xa à ngà lúc dành nhiều để làm mấy quán phạt quên nhà lê ngà chất tàu mà chồng thì được tích cha mày đấy anh cha đi mày lê anh cha đi mày lê anh cha đi mày lê anh lê chỉ đem mẫu cho chính xác là đúng rồi đấy các anh cha đi mày tôi mới nhận được phạt quên nhà đấy đâu 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 đó em cái dài này lên thì này được hết rồi mà နေလည်းနေလိုက်တော့ညီမဒီခုနေတဲ့ခါနဲ့စောင်းမင်္ဂလာဆောင်ရဲ့ဖိတ်ဆောင်နေမယ်ကိုလေဟိုက်ဒီဇိုင်နာနိုင်ဝင်စေဆိုတာတက်ချပါဘာလဲမြို့မယူချင်တော့သွားမယ်တော်မဒဲသွားမှာနေလို့လေအကြာတိမတော့မပတ်နိုင်တော့တိလာကရုံးတော်မိတိလာရှင်တော်ဝင်မလားဟဲ့ဟဲ့တော်မြတ်လို့လေတော်မြတ်လို့လေဒီဇိုင်နာစီရောက်ပါပဲเนาะအလုံးလားအပြာလားကွက်ကွက်ပြပြတိရတော့လေ

발이 묻지 내자라 내가 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 엄마 내가 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 내 surprise. Miu mui ni sebrai cai dah no. Iya. Iya. Mana sebrai? Mana sebrai cai dah. Lomba tu mian lomba surprise pi tu amau no. ထူးထူးဆန်းဆန်းပဲဒါမျိုး surprise မျိုးတခါမှမတွေ့ဘူးတော်တော် idea ကောင်းတယ်ဘာလုပ်မှာကင်မရာကိုထောင်ထားပြီးတော့အမ် iPhone နော်အတူမိမအိတ်နေတာဖားကောင်းနေရောအာဖားအိုးကျော် အာမနေမနောကွာကြုံရောအာဘယ်အမြဘလို့ရှာဖမ်းလာလဲကွာကြုံအဲအဲခမင်းထွက်ပြီသူမိမဘလို့ဖြစ်နေမလဲလာပြီ ောက်ရောက်ဘယ်လောက်တော့လမ်းဖြတ်နေလိမ့်မလဲကွာပြေလုံးဝ surprise ဖြစ်သွားမှာပဲเนาะလုံးဝလမ်းဖြတ်သွားမှာပဲအဲ့ချင်နေတာတွေတောင်ဘယ်ရောက်လို့ရောက်သွားမှသိမှာမဟုတ်ဘူးတဲ့လားဘာဘာလို့ဝင်လဲ ယောက်ကြားခင်ဗျာဘာမှမသိရှာဘူးရောင်ရင်းရှင်းကောင်းပြီအရသာတိတ်ရှိမှာပဲကြီးအဲလုံးပြန်ပြီအဲအဲဟာပတိတောပတိကောင်းကြီးမသိရှာဘူးရောင်ရင်းအဲဆူဆူလေးပါတော်တော်ကိုမင်းရေရှက်ရင်လည်းစားလို့ကောင်းပါပဲနော် ဒီဗီဒီယိုလေးတော့ထူးထူးဆန်းဆန်းကရင်ရိုးရဒလေလေးတခုကိုကဲကျွန်တော်လိုပဲမတိသေးတဲ့သူတွေအတွက်အတူတူလိုက်ကြည့်အောင်ဗျကရင်တွေကချက်ချက်တော့စားရင်လည်းဘရော့မှာတစ်ဖက်တည်းမစားဘူးတဲ့နှစ်ဖက်စုံမစားတယ်ဆိုတော့ကရင်ရိုးရဒလေပေါ့နော်အမကြီးတယောက်ပြောပြထားတာလေးကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဗျအီတော့ကရင်ပြည်နယ်မှာချက်ချက်တော့စားလို့ရှိရင်နှစ်ချောင်းစားရတယ်ကရင်မှာကရင်ယူစားရချက်ဘာသဘောလဲချက်ချက်တော့စားရင်နှစ်ချောင်းစားရတယ်တစ်ချောင်းနဲ့စားရင်ဘာဖြစ်မှာမို့လို့လဲဒီတော့ကရင်ပြည်နယ်မှာချက်ချက်တော့စားလို့ရှိရင်နှစ်ချောင်းစားရတယ် ကရင်မှာကရင်ယူစားရချက်ချက်တော့စားရနှစ်ချောင်းစားရသူစမ်းလားဒီပါလဲဂျူးမြင့်နဲ့ပါချက်ချက်တော့နဲ့စားနေတဲ့သူတွေဘယ်လိုများစားလဲမသိဘူးဗောကျမတို့ကရင်ယူစားတော့ချက်ချက်တော့စားရင်ဇုံစားရတယ်ချက်ကကွာချက်ဆိုတဲ့သဘောတရားကတခုခုနင်းတော့မယ်အနှရတခုခုကိုနင်းတော့မယ်ဆိုဇုံနင်းတာမဟုတ်လေတစ်ဖက်တည်းနင်းတာချောင်းချင်းအဲတစ်ဖက်ကိုပဲနင်းတာတစ်ဖက်ကကျတော့အကြံခဲ့တာလေအဲဟုတ်တယ်အနှရဖြစ်ပဲဟိုနောက်ဆုံးချက်ချက်ကိုထောင်ချောင်းနဲ့ဖက်ရင်လေတစ်ချောင်းပဲမိတာဟုတ်တယ် သိုးနေမိရင်လည်းတစ်ဖက်ကိုပဲနင်းမိလားဘယ်တော့မှနှစ်ဖက်ကိုမနင်းဘူးဟုတ်တယ်ဟုတ်အဲအဲ့လိုမျိုးမနင်းတာဖြစ်တဲ့အတွက်ကိုစားလိုက်တဲ့တစ်ချောင်းကကန်ဆိုးခြင်းနောက်တစ်ချောင်းကကန်ကောင်းခြင်းဆိုကိုစားမိလိုက်တဲ့အချောင်းကကန်ဆိုးခြင်းဖြစ်နေမှာဆိုလို့အဲ့ဒါကြောင့်မို့အီလိုရှိမှာကြက်ချက်တော့စားရင်နှစ်ချောင်းစားရတယ်နှစ်ချောင်းလုံးစားရတယ်ဘယ်တော့မှတစ်ချောင်းလည်းမစားဘူးအဲ့ဒါလည်းဟုတ်တာပဲနော်အဲ့လိုမျိုးကြက်သားဆိုင်မှာဈေးဝယ်ရင်လည်းကြက်တစ်ချမ်းဝယ်တယ်မလားကြက်တစ်ချမ်းဝယ်ရင်လည်းအဲ့ချက်တော့တစ်ချောင်းကို ယူရင်ယူလဲမယူရင်ဟိုဘက်ကတခြားအောင်ပါရောင်းပါဆိုပြီးတော့ဝဲတယ်။အော်အဲ့လိုဝဲတာဘာတော့မှတစ်ဖက်လည်းမစားအောင်ကြက်ချက်တော့ကိုဘာဆိုတစ်ဖက်ကကန်ကောင်းခြင်းအဲ့ကြက်ရဲ့ချက်တော့ကတစ်ဖက်ကကန်ကောင်းခြင်းတစ်ဖက်ကကန်ဆိုးခြင်းဆိုတော့သဘောတရားရှိပြီးတော့ကရင်ယူစားရပြောတာနော်အဲ့ဒါကြောင့်မို့ဤလိုရှိမှာကြက်ချက်တော့စားရင်ဒီလိုမျိုးနှစ်ချောင်းလုံးစားပါတယ်ရှင်ဤလိုရှိမှာကြက်ချက်ပါတယ်ငပိချိုးပြီးတော့ဘူးညွန့်ကြော်ချက်နေပါอืมခုမှပဲကြာဘူးတော့တယ်ငပိရတဲ့သမီးုံနဲ့ က်ငပိရဲ့ချက်အစီလေးရဲ့ထမင်းကိုနယ်ပြီးတော့ချက်သားလေးနဲ့ပေါ့နော်ဗမာချက်ချက်တာပါညတိအောင်ပြောပြတာပေါ့နော်အီလိုရဲ့ delay တွေပေါ့အခုချက်ချက်တော့ဂျူမြင့်ချက်စားနေသူတွေဘယ်လိုများစားလဲမသိဘူးဟိုချက်ချက်တော့ဂျူမြင့်တွေဆိုလေကန်ဆိုးခြင်းတွေလားကန်ကောင်းခြင်းတွေလားမသိဘူးလေနှစ်ဖက်လုံးကင်နေကြတာလေဟုတ်ပါဘူးစားနေကြတာလေဒါအီလိုဆိုအဲ့ဒီလိုချက်ချက်တော့ဂျူမြင့်ဆိုမစားဘူးโอ้ปิวว่าซะหิ ကိုလိုစုံမဲစားတယ်ငါအဲ့လိုရဲ့ကရင်ယူစားနော်တောင်တောင်ဒလေချင်းမတူဘူးနော်ဟုတ်တယ်ဗောချစ်ချောက်ယူနေကြတော့လဲဘာဒလေလဲမတူဘဲ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 ဘာလဲမတူလဲဘာဒလေလဲမတူဘူးနော်တောင်တောင်ဒလေတော့မတူကြဘူးပေါ့ကွယ်ဒါမဲ့ပျော့ပြတာချစ်ချောက်အဲ့လိုချစ်ချောက်စားလို့ရှိရင်နှစ်ချောင်းမဲစားပါတယ်ကန်ဆိုးကြီးပဲစားမိမှာဆိုလို့ပါကန်ဆိုးကြီးရောကန်ကောင်းကြီးရောစားကြလို့နှစ်ချောင်းလုံးစားပါလိမ့်ရှင်ဒါကတော့ဒီမှာထမင်းကိုငပိရင်းနဲ့ဘူးညင်းကြော်ချက်နဲ့ ခါကြပါဦးခင်စားပါခင်ဗျာစားလိုက်ပါနော်ထူးထူးဆန်းဆန်းပဲနော်သူတို့ကရင်ရိုးရဒလေးရလဲဒီဗီဒီယိုမကြည့်ခင်ပါလေအခုသူပြောသွားသလိုပဲဒီကရင်ရိုးရနဲ့ပတ်သက်ပြီးတော့သိနေတဲ့သူတွေများရှိလားဗျသိနေတဲ့သူတွေများရှိရင်တစ်ချက်လောက်မှန်းခဲ့ပေးပါဦးကျွန်တော်ကတော့ဒီအမကြီးပြောပြမှာပဲဒါအခုပထမဦးဆုံးသိတာပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရွယ်ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်